မင်္ဂလာပါခင်ဗျာ။နိုဝင်ဘာလ18ရက်နေ့ရွှေရံကုန်ရဲ့တိမတ်ဖော်ရသတင်းကပါအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ BBC ကိုတရားစွဲပြီးဒေါ်လာ5ဘီလီယံအထိသမရထွန်းကရောကြီးတောင်းမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ BBC ကထုတ်လွှင့်တဲ့ programmer အစီအစဉ်မှာ၎င်းရဲ့မိန့်ခွန်းတစ်ခုအားအဓိပ္ပာယ်ကောက်လွှဲမစေအောင်ပြင်ဆင်တိပြတ်ခဲ့ခြင်းအပေါ် American ဒေါ်လာ5ဘီလီယံအထိရရှိရန်တရားစွဲသွားမယ်လို့သမရထွန်းကပြောကြားခဲ့ကြောင်းနိုင်ငံတကာသတင်းများမှာဖော်ပြပါတယ်။ တမရထရန်ကဒေါ်လာ1ဘီလီယံကနေ9ဘီလီယံအထိပမာဏတစ်ခုရဖို့နောက်တစ်ပတ်မှာတရားစွဲပါမယ်ဒါလုတ်ကိုလုတ်ရမယ်လို့ကျွန်တော်ထင်ပါတယ်သူတို့လိန်ခဲ့ပါတယ်ဆိုတာကိုဝန်ခံထားပြီးသားလို့စနေနေ့ကတမရလိန်ရင် Air Force 1ပေါ်မှာသတင်းတောင်များကိုပြောကြားခဲ့ကြောင်းသိရပါတယ်တမရထရန်ရဲ့ရှေ့နေများက BBC သတင်းဌာနထံတမရအားအသိပြဖြတ်မှုကျူးလွန်ခဲ့ကြောင်းထည့်သွင်းရေးသားထားသောစာတစောင်ကိုပြီးခဲ့တဲ့တနေ့နာနေ့ကပေးပို့ခဲ့ပါတယ်အဲ့ဒီလုတ်ရအတွက်တောင်းပန်ခြင်းနဲ့ ရောက်ခြေပေးခြင်းများလှုပ်ဆောင်နိုင်ရန်နိုဝင်ဘာလ14ရက်နေ့တွင်နောက်ဆုံးထားရေးပြန်ကြားပေးရန်အကြောင်းကြားခဲ့ပါတယ်။ BBC အနေနဲ့နိုဝင်ဘာလ14ရက်နေ့မတိုင်ခင်တောင်းပန်ကြောင်းကြေညာခဲ့တော်လဲရောက်ခြေပေးရန်ညှင်းဆိုခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဗြိတိန်နိုင်ငံသားဖြစ်ရန်နှစ်20ဆောင်ဆိုင်းရမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဥပဒေအောက်ခြေသိမ်းပြုပြင်ပြောင်းလဲမှုအစီအစဉ်အရဗြိတိန်နိုင်ငံဟာဒုက္ခသည်များအတွက်အကာအကွယ်ပေးမှုကို တိတိတသာလျှော့ရှားသွားမှာဖြစ်ကြောင်းနိုဝင်ဘာလ15ရက်နေ့ကလေဘာပါတီအစိုးရကပြောကြားကြောင်းသိရပါတယ်။လက်ရဇုံများအပေါ်ထောက်ခံမှုတဟုတ်တုံးမြင့်တက်နေစဉ်ပုံစံမမှန်သောရွှေပြောင်းနေထိုင်မှုနဲ့ပတ်သက်၍ဝန်ကြီးချုပ်ကီယာစတာမာကကြီးမားသောဖိအားများနဲ့ကြုံနေရချိန်မှာရင်းအစီအစဉ်ကိုကျင်းညာခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ခလုံခွင့်တောင်းခံသူတွေအတွက်ဘီတင်ရဲ့ရွှေရောင်လက်မှတ်ကိုအဆုံးသတ်သွားပါမယ်။ပြည်ရေးဝန်ကြီးရှာဘာမာမုတ်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိဘီတိန်မှာဒုက္ခသည်ဖြစ်အတိမဲ့ပြူရသူများဟာ ရင်းလက်မှတ်ကို9နှစ်တိုင်ကန်ဆောင်နေနိုင်ပြီးအဲ့ဒီနောက်ပိုင်းမှာအချိန်ကတ်သတ်မရှိဆက်လက်နေထိုင်ခွင့်ရှောက်ထားနိုင်တယ်လို့နိုင်ငံသားဖြစ်ခွင့်လဲရှောက်ထားနိုင်ပါတယ်။သို့ရာမှာပြုပြင်ပြောင်းလဲမှုလှုပ်ဆောင်ပြီးပါကဒုက္ခသည်များအနေဖြင့်လာပေါင်း30သားနေထိုင်ရမှာဖြစ်ကြောင်းသတင်းများကဖော်ပြပါရခင်ဗျာ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မက္ကဆီကိုမှာဆန္ဒပြကြီးစံများတမရအိမ်တော်ကိုဝင်စီရန်ကြိုးပမ်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မက္ကဆီကိုစီးတီးမှာရာဇဝတ်မှုအကျင့်ပြတ်ချဆမှုအပြစ်ပေးခံရခြင်းတို့ကိုဆန့်ကျင်၍ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများဟာမက္ကဆီကိုတမရကလော်ဒီယာရှိန်ပေါင်းရဲ့နေပတ်လည်မှာရှိတဲ့ခြံစည်းမှုများကိုဖြိုချခဲ့ပါတယ်။အဲဒီလိုရုံရင်ဆန်ကပ်ဖြစ်မှုများကြောင့်ထီကယုံနှိမ်နေရဲ့ရဲတပ်ဖွဲ့ဝင်များကမျက်ရည်ယိုပုံးများအုံပြုခဲ့ရကြောင်းမြို့တော်လုံးကျုံရေးအတွင်းဝင်ရဲ့ထုတ်ပြန်ချက်အရရဲများအပါအဝင်လူပေါင်း120ခန့်တန်ရာရရှိခဲ့ပြီးလူ20ကိုဖမ်းဆီးရေးယူထားကြောင်းသိရပါပါတယ်ခင်ဗျာ။ နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်နိုင်ငံသို့ခီးမသွားရန်တရုတ်အစိုးရက၎င်းတို့ရဲ့နိုင်ငံသားများကိုနိုဝင်ဘာလ14ရက်နေ့ကသတိပေးထားကြောင်းသိရပါဗျ။ထိုင်ဝမ်ကိုတရုတ်ကအင်အားသုံးတိုက်ခိုက်ပါကစီးရီးယားတုတ်ပြန်ရန်လိုတယ်လို့ဂျပန်ဝန်ကြီးချုပ်ဆာနေတာကာအီချီကနိုဝင်ဘာလ9ရက်နေ့မှာဂျပန်ပါလီမန်မှာပြောဆိုခဲ့ပြီးနောက်နိုင်ငံတန်တမာရေးရာအငင်းပွားမှုများမြင့်တက်လာတာဖြစ်ပါတယ်။ဂျပန်နိုင်ငံရှိတရုတ်တန်ယုံရဲ့ WeChat Post မှာမကြသေးမီဂျပန်ခေါင်းဆောင်များနဲ့ထိုင်ဝမ်နဲ့ပတ်သက်၍ထင်ရှားသောရန်စသည့်မှတ်ချက်များပေးရာပြည်သူလူထုချင်းဆက်ဆံရေးအတွက် အခြေအနေကိုအကြီးအကျယ်ထိခိုက်စေတယ်လို့យေတာထားပါတယ်။တရုတ်နိုင်ငံသား၏ဝင်ကြီးဌာနနဲ့ဂျပန်ရှိတရုတ်တန်ယုံနဲ့ကောင်စစ်ဝင်ယုံများဟာတရုတ်နိုင်ငံသားများအားမကြမီကာလအတွင်းဂျပန်သို့ခီးသွားလာခြင်းရှောင်ရှားရန်အလေးနဲ့သတိပေးအပ်တယ်လို့လည်းအဆိုပါ post မှာပါရှိကြောင်းသိရပါတယ်ခင်ဗျာ။